miss ကကြတော့အမျိုးသမီးတယောက်အမျိုးသမီးတွေရဲ့စံပြပေါ့နော်ကိုကစံပြပုံကိုဖြစ်ချင်တယ်အဲကိုကိုကို confidence ရှိချင်တယ်ဆိုလို့ရှင်တော့ miss miss ပြိုင်ပွဲကိုပြိုင်စေချင်တယ်ရှင်ဟုတ်လူတိုင်းလူတိုင်းမိန်းကလေးတယောက်ချင်းစီတိုင်းမှာသူအလားနဲ့သူရှိရပေါ့နော်ဘယ်သူမှဆိုမစ်ဖြစ်ခွင့်ရှိပါတယ်ချိုင်းကြည့်ကြပါဟုတ် အရန်ရှိရဲ့အရန်ရှိရဲ့ရှင့် miss ပြိုင်ပွဲပြိုင်လိုက်တဲ့အချိန်မှာ miss တယောက်ဘလို့နေရမယ်ဘလို့ထိုင်ရမယ်ဘလို့စားတော့ရမယ်ဘလို့စကားပြောရမယ်ဒီ miss က main day တွေဆန်ပြဖြစ်နေရဲ့ဥပမာညီမဆိုရင် miss universe ပသိန်း2016ပသိန်းရဆန်ပြဖြစ်နေရဲ့အတွက်2016ခု2025ပြိုင်ပွဲပြီးွားပေမဲ့ ကိုကိုကို miss တယောက်လို့ပဲခံယူထားပါရဲ့ရှင်ဟာ hot 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 so yeah seafood seafood city hot 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 so seafood seafood city ya da shi sa lo ka seafood seafood city Yeah. ဒီနေ့ကတော့ဗောနော် Miss Universe မြန်မာ2015ရဲ့ National Costume Competition လေးဗောနော်ဒီနေ့လို့လာရောက်တက်ပိတ်ဖြစ်တာပါမြန်မာကတော့ဒီ Miss Universe မြန်မာ Family နဲ့ဆိုလို့ရှိရင်2016ခရီးကတော့ဆက်ခဲ့တာဗောနော်2016မှာမြန်မာ Miss Universe ပသိပ်အနေနဲ့မြန်မာဝင်ပြိုင်ခဲ့ပါတယ်ပြိုင်ပြီးတော့မြန်မာ Miss Photogenic Awards လို့ရရှိထားပါတယ်ရှင်ဘယ်လိုပြဆိုင်ခဲ့လဲဆိုတော့မြန်မာ Miss Universe ဆက်ပြန်တော့မြန်မာအစိမ့်တသက်အစိမ့်တသက်လောကအနုပညာအပိုင်းဝိုင်းလည်းမရှိတယ်လို့အတိအမိတ်ဆိုလည်းမရှိမြန်မာအစိမ့်တသက်အနေနဲ့ဝင်ပြိုင်ခဲ့တဲ့အချိန်လုံးနဲ့ အခုနဲ့ပြင်ဆင်နိုင်မယ်ဆိုရင်တော့အဲ့တော့ကတော့ကလေးလေးပေါ့နော်။ Okay ရှင်ဟာ အငယ်လေးဒီနှစ်ပွဲတွေကအပူကလေးအကုန်လုံးကလည်းတော်လာကြရတယ်။ဒါညီမတို့နှစ်တော်ကဒါညီမအပြိုင်ကနှစ်ကဆိုရင်တော့ Muscle Tension ရွှေရီ0နဲ့တစ်နှစ်တည်းတူတူပြန်ခဲ့တာပေါ့နော်။အာပြီးလို့ရှိရင်ဒီနှစ်ကလေးတွေကကြတော့အကုန်လုံးစူးစမ်းကြရတယ်တော်ကြရတယ်ပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်တယ်လို့ထင်တယ်ရှယ်ဟုတ်။ညီမတို့နှစ်တော်ကဆိုရင်တော့ညီမအာညီမစိတ်ထမ်းမှာတော့ပေါ့နော်။ညီမက Miss Plan နေရာထက်စားလို့ရှိရင် Family နဲ့တူတူသွားနေရတယ်လို့ပဲပေါ့နော်။အာပြီးလို့ရှိရင်ပျော်ဖို့ကောင်းတယ်အကုန်လုံးကလည်းဖိမကူညီကြရတယ်ပြိုင်ပွဲဝင်ကာလ ာကြီးပြီးလဲပြီးနောက်ဆုံး final နေ့မှာဆိုလို့ရှိရင်အကြိမ်ပွဲပြီးွားမလားဆိုတော့စိတ်နဲ့ပေါ့เนาะဒါပေမဲ့ဒီ miss ပြိုင်တဲ့ခံစားချက်ကိုနားလည်ပါတယ်အရန်ပင်ပန်းတယ်အရန်စ조사ရတယ်အချိန်စားချိန်မှန်ရတယ်ပြီးအရေးပြတ်တယ်အရန်ပင်ပန်းတယ်အကောင်းဆုံး조사မှအကောင်းဆုံး조사မှအကောင်းဆုံးဖြစ်မယ်လို့ညီမပြောချင်ပါတယ်ရှင် miss ကကြတော့အမျိုးသမီးတယောက်အမျိုးသမီးရဲ့စံပြပေါ့เนาะကိုကစံပြပုဂ္ဂိုလ်ဖြစ်ခြင်းနဲ့အဲကိုကိုကိုကွန်ဖီဒန့်ရှိခြင်းနဲ့ဆိုလို့ရှင်တော့ miss miss ပြိုင်ပွဲကို ြိုင်စေခြင်းနဲ့ရှင်ဟုတ်လူတိုင်းလူတိုင်းမင်းလေးတယောက်ချင်းစီတိုင်းမှာသူအလားနဲ့သူရှိရပေါ့နော်ဘသူမဆို miss ဖြစ်ခွင့်ရှိပါတယ်ချိုင်းကြည့်ကြပါဟုတ်အရန်ရှိရအရန်ရှိရရှင် miss ပြိုင်ပွဲပြိုင်လိုက်တဲ့အချိန်မှာ miss တယောက်ဘလို့နေရမယ်ဘလို့ထိုင်ရမယ်ဘလို့စားတော့ရမယ်ဘလို့စကားပြောရမယ်ဒီ miss ကမင်းလေးတွေဆန်ပြဖြစ်နေရဥပမာညီမဆိုရင် miss universe ပသိန်း2016ပသိန်းကဆန်ပြဖြစ်နေအတွက်2016ခု2025ပြိုင်ပွဲပြီးွားပေမဲ့ ကိုကိုကို miss တယောက်လို့ပဲခံယူထားပါတယ်ရှင်ဟာညီမက miss time ပဲပြပြချင်းမှာရုပ်ရှင်ရယ်စကားကြီးတွေလည်းရိုက်ခဲ့ပါတယ်ပြီးရဇလန်တွဲလည်းအများကြီးရိုက်ခဲ့တယ်ဟိုထုတ်မပြသခဲ့တဲ့ဟာအခုဆိုလို့ရှိရင်ပြန်လာနေရဆို MRT ဖုန်းမှာအစ်နာမျိုးဖျားပြန်လာနေရပေါ့နော်ညီမစကားကြီးအများကြီးဇလန်တွဲအများကြီးရိုက်ခဲ့ပါတယ်ရှင်ဒါကိုကစီးပွားရေးလောကတွေကိုဝင်သွားတဲ့အချိန်မှာညီမစီးပွားရေးကိုပြန်လို့ဖြစ်တယ်ပေါ့နော်စီးပွားရေးပြန်လို့ဖြစ်တဲ့အချိန်မှာညီမပွက်တက်လေးနားထားရတယ်ပြီးရင်ရိုက်ကူးမှုတွေနားထားတဲ့အချိန်မှာ ဒါအခုကွက်တက်လေးတို့ညီမပြန်တက်ပေးဖြစ်တယ်ခမရှယ်လေးပြန်ရိုက်ပေးဖြစ်တယ်ဟိုညီမကိုချက်တဲ့လူတွေရှိနေတဲ့ရဲ့အတွက်အရင်ကျေးဇူးတင်တယ်ညီမကိုချက်တဲ့လူတွေအတွက်လည်းညီမအခုလိုမျိုးချက်တဲ့လူတွေရှိကိုပြန်ထွက်လာတာပေါ့နော်ဒါပြီးတော့ဒီနေ့ Miss Universe မြန်မာပွဲရလဲဒါညီမရဲ့ family ညီမတို့မိသားစုရဲ့ပွဲဖြစ်တဲ့အတွက်ညီမမလာမဖြစ်လာတော့လာမယ့်ပွဲလေးပါ ဒီကြားထဲမှာလည်းညီမအထင်းတင်အင့်တလို့ကြုံရင်ကြုံတလို့ပေါ့နော်ညီမဟိုတမိုးထားပြီးဖိတ်ပေးတဲ့ပွဲလေးဆိုလို့ရှိရင်ညီမတမိုးထားပြီးတက်ပေးပါရရှင်ဟာညီမဟို2016ခရီးအားပေးနေရလူတွေအခုချိန်ထိချစ်ပေးနေရလူတွေဒီအမှုပညာအလုပ်ကိုနားထားပေးမှလည်းမလုတော့ဘူးလားပြန်လုတ်ပါပြန်လုတ်ပါအခုပွဲတက်လေးမှာပြင်နေရတာဝမ်းသာတယ်ကြော်တယ်ဆိုပြီးပြောကြတဲ့အတွက်အကောလုံးအရင်နဲ့ချစ်တယ်အရင်နဲ့ကျေးဇူးတင်ပါတယ်မိခင်ပြားကိုပြန်လာခဲ့ပါမယ် ဟုတ်ကဲ့မြန်မာဒီ2016နှစ်တုန်းကဆိုလို့ရှိရင်မြန်မာပသိမ်ထီးနဲ့ပေါ့နော်ပသိမ်ထီးအရွယ်အကြီးကိုကျောင်းမှာပိုးပြီးတော့မြန်မာပြိုင်ပွဲဝင်ခဲ့ပါတယ်လူကြိုက်များတဲ့ဝတ်ဆောင်တော့ဖြစ်ခဲ့ပေမဲ့ဆိုတော့မရရှိခဲ့ဘူးပေါ့နော်ဒီနှစ်2025ပွဲမှာဆိုရင်ပသိမ်ကိုစားပြုရဆိုဒီလင်းပိုင်လေးတွေပေါ့အဲလင်းပိုင်လေးတွေကို safe လုပ်တဲ့အနေနဲ့သူပြသခဲ့တယ်ပေါ့နော်အရန်ကောင်းပါတယ်အရန်လှပါတယ်လို့နှစ်တိုင်းကိုသဘောကြတယ်ရှင်နှစ်တိုင်းနှစ်တိုင်းမှာလုတ်ခဲ့တဲ့ဟိုနှစ်တိုင်းနှစ်တိုင်းကို city city တိုင်းတော့သဘောကြရှင်ဒါ ါပဲညီမပသိန်ကိုစားပြီးပသိန်သူဆက်ဆက်ဖြစ်တဲ့အတွက်ညီမပသိန်ကတော့အပေးရမှာပါရှင်ဟာ